မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့ရုပ်ရှင်ဝေဖန်သူတွေနဲ့ပရိသတ်အများစုကချာလီချက်ပလင်ရိုက်ကူးသမားတွေမှာအကောင်ဆုံးဇာတ်လမ်းလို့သတ်မှတ်ထားခဲ့ကြတဲ့ City Light ဆိုတဲ့1932ခုနှစ်ကဂန်ဒဝင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။တမိုင်းလေးလျှောက်အကောင်ဆုံးရုပ်ရှင်စီးရင်မှာလည်းအမြဲတမ်းပါဝင်ခဲ့သလိုအတန်ထွက်ရုပ်ရှင်တွေခေစားနေတဲ့အချိန်ကြီးမှာတော့အတန်တိတ်ရုပ်ရှင်အနေနဲ့ပဲရိုက်ကူးပြီးအကြီးကျယ်အောင်မြင်ခဲ့တဲ့ဇာတ်ကားလေးတကားပဲဖြစ်ပါတယ်။ဟာသားနဲ့အချစ်ကိုပေါင်းစပ်ထားတဲ့မဟာလက်ရာတစ်ခုဖြစ်သလို့ ရုပ်ရှင်သမိုင်းမှာအကောင်းဆုံးနဲ့အထီးမီဆုံးဇာတ်သိမ်းကန်းတွေတဲကတစ်ခုဖြစ်ပြီးရာသမျိုးစုံပေးစားနိုင်မဲ့ရုပ်ရှင်တကားပဲဖြစ်ပါတယ်ဇာလန်စာမျိုးရော်ခမ်းမရှိမှာနေပူမိုးရမရှောင်းတည်ရှိနေရမယ်ငင်းချမ်းခြင်းနဲ့ကျွေဝချမ်းသာခြင်းဆိုရယ်ရုပ်တုဖွင့်လေးပေးဖို့အတွက်လူဝါကြီးတယောက်ကမိခုံးတွေတဝါကြီးခြွေနေခဲ့တယ်နောက်ဆုံးမှာအောက်ကလူတွေဆောင်းဆိုင်နေကြတယ်အချိန်ကြာလာလို့ရုပ်တုပေါ်ကပိတ်စာကိုဖယ်လိုက်တဲ့အချိန်မှာတော့မိခင်ရေခွေအမှန်နဲ့ကိုကိုလေးဝင်အိမ်နေတဲ့ဂျလီဘီကိုတွေးလိုက်ရတယ် အိယာကနိုးလာတဲ့ဂျလေဘီလဲဒေါသထွက်နေတဲ့လူတစုနဲ့ဟီဟီဟာဖြစ်နေတဲ့လူအုပ်ကြီးကိုကြည့်ရင်ခက်ခက်ခဲခဲရုံကပ်ပြီးအမြတ်ထွက်ပြေးခဲ့လိုက်တယ်။လေးလက်ကင်းတစ်ခုမှာတော့ယူကြီးပြကြီးတွေရဲ့အင်္ဂါရက်တစ်ခုဖြစ်တဲ့ကားပိတ်ခြင်းနဲ့ကြုံနေရလို့စီးစရာဖက်နှက်တော့အဆုပ်ပဲရှိတဲ့ဂျလေဘီလဲကုန်းကြောင်လျှောက်သွားရင်သူ့ရှေ့မှာကားတစ်စီးကပိတ်ရက်နေခဲ့တယ်။သူများကားတွေဖျက်လျှောက်ပြီးဆင်းလာတဲ့အချိန်မှာတတိတယောက်လိုထင်သွားတဲ့ပန်းတယ်လေးကလည်းအားပေးဖို့ပြောလာတော့ဟန်ကုတ်ဖို့လုပ်ရင်အနားကပ်သွားကြည့်လိုက်တယ် ပန်းလေးတစ်ပွင့်ပြုတ်ကျသွားတော့မှစံတဝါဝလိုက်ရှာနေတယ်မိမလာလေးကိုကြည့်ရင်မျက်မမြင်တယောက်ဆိုတာတီးလိုက်ရလို့ရုပ်ပိုင်းဆိုင်ရာဆွဲလမ်းမှုကနေခန်းစားချက်တွေဖက်ခနဲပြောင်းသွားခဲ့တယ်။ပန်းတဲ့လေးကိုယ်တိုင်ထိုးပေးလိုက်တဲ့ပန်းမလို့မဖြုတ်ရတော့တဲ့ဂျလီဘီလည်းရှီဆူမဲဆုပတ်စံလေးတွေထုတ်ပေးရင်ပြန်အမ်းမဲ့အကြွေကိုစောင့်နေတဲ့အချိန်မှာသူဆင်းလာတဲ့ကားကမောက်ထွက်သွားခဲ့တယ်။တထေးကြီးဂျလီဘီအဖြစ်နဲ့ချော်လဲရောထိုင်လို့ပြီးပြန်အမ်းငွေလည်းမယူတော့ပဲအနာမှာအตาလေးကက်ကက်ချောင်းရင်ပန်းတဲ့လေးရဲ့ယူပါယုံကို ရှူစားနေတဲ့အချိန်ကျမှရေနဲ့အပတ်ခံလိုက်ရတယ်။ပြေးတာတော့တူတူတေတေထွက်လာရင်ညနေဆောင်တော့အိမ်ပြန်ရောက်လာတဲ့ပန်းတဲလီလည်းရေစားလာခေါ်လို့ပါသွားတယ်။အိမ်ကြီးချင်းရဲ့နှုတ်ဆက်တမ်းကြောင့်အားကြပြီးကြံခဲ့လိုက်ရတယ်။ရံမူးနေတဲ့လူတစ်ယောက်ကလည်းတိတ္တာထဲမှာပါသည်မယ။ဂျိုးနဲ့ကြောက်တုံးကိုထုတ်ပြီးတက်တဲ့ဖို့ကြိုးစားနေတဲ့အချိန်မှာယောက်ျားမယောက်ျားရှောက်လာတဲ့ဂျလီဘီကြောင့်အစီအစဉ်တွေခဏရပ်ထားလိုက်ရတယ်။ပန်းတဲလီထိုးပေးလိုက်တယ်။အကျဉ်းနာပန်းလီကိုမြင့်မြတ်လုံလုံနမ်းနေတော့မှအရှိကလုပ်ငန်းစားနေတဲ့ ငမူးကိုတေချာကြည့်ပြီးခြေလုံးလက်လုံးမဖြစ်ခင်အမြန်ဆုံးပြေးတာရင်ခြေတော်ဘုတ်ကိုကြောက်တုံးပြုတ်ကျသွားခဲ့တယ်။နာရာကိုခဏမေးပြီးဝူချီစန်းနဲ့မလာရတဲ့အထိဒုက္ခဆိုတာမကြည့်မလို့ရောင်ရခဲ့လူဘဝကိုရရဲ့ကြည့်ရင်ဆိုင်ခိုင်းနေတော့မှာပဲနောက်တစ်ခေါက်ထပ်ကြိုးစားရင်တည်ကျင်တဲ့လူအစားဂျလီဘီတယောက်တည်းပါသွားတော့တယ်။ဆေးကဲဖို့ကြိုးစားတဲ့ငမူးနဲ့ပြန်တက်ဖို့ကြိုးစားနေတဲ့ဂျလီဘီရဲ့ကြားထဲမှာပြုတ်ကြလိုက်ဖတ်တက်လိုက်နဲ့တော်တော်ကြာအောင်တန်တရာလဲပြီးမှတည်ကျင်နေတဲ့စိတ်တွေပါ လင်းပြောက်သွားတော့တယ်အသက်တကင်းကျေးဇူးရှင်တယောက်အဖြစ်နဲ့ငမူလဲသူ့ကိုခေါ်သွားလိုက်တော့မှမြစ်တာတရားကလွယ်ရင်အကုန်ချမ်းသာနေတဲ့မယားပြည့်တထေးကြီးတယောက်မှတီးလိုက်ရတယ်အကောင်းစားရက်တွေကိုအပေါ်တဝက်အောက်တဝက်တောင်းရင်နှစ်ခွက်လောက်နဲ့ရုပ်ပေါက်နေတဲ့ဂျလီဘီကိုငမူရဲ့အိမ်တော်ဒိန်းရဲ့တော်တော်လေးအမြင်ကပ်လာခဲ့တယ်ရှည်ချိန်ကျော်သွားတဲ့ငမူကလည်းတနတ်ထဆွဲပြီးတင်းမဲ့တကယ်ကထထလုံနေလို့နောက်တစ်ခါဝင်တားရင်အတီတရားဝင်လာတော့မှယူရဲပတ်မှွေဖို့ကားထုတ်ခိုင်းလိုက်တော့တယ်ဂျလီဘီကိုလည်း အဝင်စားတွေကစာဆင်းပြီးကလပ်တစ်ခုတည်းကိုခေါ်သွားလိုက်လို့လူကုန်တန်းတွေကြားမှာရောရောင်ပြောပါရင်မူးတဲ့အရှိန်နဲ့မတော်တရောဖဏတ်ကြောင့်တယောက်တည်းဆက်လက်ဖြစ်နေခဲ့တယ်။အမှုကတပြန်ပြန်တွဲပြီးမှခုံပေါ်ရောက်လာတော့လေဟာမပြထိန်းထားတဲ့ကြားကဆက်လက်မီကိုကြုံရပြစ်လိုက်ပြီလို့ဘေးဝိုင်းကအမျိုးသမီးရဲ့စကတ်မီလောင်ပြီးပြဿနာရှာခံလိုက်ရတယ်။အမှုကလည်းသူ့မိတ်ဆွေကိုအထီးမခံပဲချမဲ့တကယ်ကလုံနေလို့အားလုံးဝိုင်းထိန်းထားမှကိုနေရကိုပြန်ထိုင်တော့လေသူများခုံယူထိုင်နေပြီးပြဿနာတွေပတ်လေတက်နေကြတယ်။ စားစရာလာချပြီးတော့လေခောက်ဆွဲနဲ့ဖဲကြိုးပေါ်မှာစားနေလို့ငမူးဝင်ဖြတ်ပေးလိုက်မှာမဆုံးနိုင်တဲ့ခောက်ဆွဲတန်တရာကြီးတွေကရုံထွက်နေတော့မှာအပါကြီးကနဲ့စုံတဲ့တွဲရောက်လာခဲ့တယ်။လေပင်ကြည့်ပြီးကိုင်းကြီးပေါက်နေတဲ့အကာကိုအကာလုံးမမြင်နဲ့ကြလေပြီးလဲအမျိုးသမီးဘက်ကနေဝင်ချပေးနေလို့ဝိုင်းဝန်းတားနေတဲ့ချိန်မှာတန်စုံတီးဝိုက်ကလည်းပါဝင်အားဖြည့်ပေးလိုက်တယ်။ဒူဒူတန်တန်နဲ့အတွဲတိတ်ချားတဲ့ကကြလေပြီးတော့နှစ်ယောက်လဲခြေလုံးကောင်းလုံးတွေဖြစ်လာလို့တွဲခေရပွားတော့ဆွဲကပြစ်လိုက်တော့ဆက်လက်ဖြစ်နေတဲ့ဖဏတ်ကြောင့် ရက်မရပဲဖြစ်သွားခဲ့ရတယ်မန္တကြာမှာနှစ်ယောက်သားထပြန်လာရင်ပလက်ဖောင်းပေါ်တွေကြီးတမောင်းနေတဲ့ငမှုကိုတတိထားမောင်းမှုပြောလိုက်မှာကာမောင်းနေတာငါလားဆိုလို့အမြန်လူစားထိုးလိုက်ရတယ်ရှမ်းတိုင်းကွက်တွေနဲ့အင်ရှိရောက်လာတော့ငမှုကသာကားရီပါအပိုင်ပေးနေပေမဲ့အိမ်တော်ထင်းကတော့အထဲထောင်အဝင်မခံလို့အပြင်မှာထိုင်ဆောင်ရင်းပန်းတဲလေးကိုထပ်တွေ့လိုက်ရတယ်ငမှုစီကနေတဆတ်ဝင်တောင်းပြီးပန်းတွေအကုန်ဝယ်ပြစ်လိုက်တယ်လို့အိမ်ထီးပါကားနဲ့လိုက်ပို့ပြီးတော့တထေးကြီးလို့ထင်သွားတယ်ပန်းတဲလေးလည်း သူ့စိတ်ကူးနဲ့သူတော်တော်လေးပျော်ရွှင်သွားခဲ့တယ်။အေးရကနိုးလာတဲ့ငပူကတော့ရာကအဖြစ်ပြက်တွေတခုမှမမှန်မီလို့မောင်းထုတ်ခိုင်းလိုက်တဲ့အချိန်မှာဆက်လက်တောင်းတောက်ဆရာမရှိတဲ့ဂျလီဘီနဲ့ကာအကောင်စားကြီးစီပြီးသူများအတူကိုလိုက်ကောက်တောက်ခဲ့ရတယ်။အင်းရှိပြန်ရောက်လာတော့ငမူးလေသူကားပေါ်ကဂျလီဘီကိုအထူးတဆန့်နဲ့ကြည်ပြီးခတ်တီတီပဲမောင်းထွက်သွားလို့လက်ကျန်ဆက်လက်လေးခဲ့ရင်ဂုံးကြောင်ရှောက်တိုးနေခဲ့တယ်။နေလေလောက်ကြမှာရှည်ချိန်ကြိုက်နေတဲ့ငမူးနဲ့ပြန်ဆုံတော့ အဘွားတွေပေးပြီးထပ်ခေါ်သွားလို့စောပေါင်း16000ကျားမှာပါတီကျင်းပပေးရင်တညာတော်ကိုအတူတူကုံဆုံးလိုက်ကြတယ်။မန်နေဂျာငမူးကမမတ်မိလို့အတင်းတွေမောင်းထုတ်ခိုင်းနေတော့ပေါင်းပြီးအပြဲလေးနဲ့သူ့ဝတ်အစားလေးတွေပြန်ဝတ်ပြီးလက်လန်းပြီးရလှမ်းဆွဲရဲပါလာတယ်။ငပြောသီးလေးတစ်လုံးနဲ့ခရီးဆက်လာခေလိုက်တယ်။ဘန်းသေးလေးကိုဈေးရောက်တဲ့နေရာမှာရှာမတွေ့လို့အိမ်ထီသွားချောင်းကြီးတော့မှနေမကောင်းဖြစ်နေမှသိလိုက်ရပြီ။ဂျလီဘီတယောက်လှုပ်တွေကုန်းယုံလို့ရပတ်စံတွေအသေးစားရှာနေခဲ့တယ်။ထမင်းစားနာတဲ့အချိန် ခနာလေးကိုတော့ပန်တဲလေးစီအရောက်သွားပြီးအဖော်လုတ်ပေးနေတုန်းမှာသူ့ဘွားဖွက်ထားခဲ့တဲ့စာရွက်လေးထွက်ကြလာလို့ဖတ်ပြလိုက်တော့မှ အိမ်လာကတောင်းထားတဲ့တတိပေးစာမှန်သိလိုက်ရတယ်။တထေးကြီးဂျလီဘီလည်းပန်တဲလေးရဲ့အခက်ခဲတွေကိုဖြေရှင်းပေးမယ့်အကြောင်းအမခံပြီးပြန်လာပေမဲ့လက်ရှိအလုပ်လေးပါအဖြုတ်ခံလိုက်ရတော့အိမ်လာကတော့အကြီးကျယ်စိတ်ညစ်သွားခဲ့တယ်။ဂျလီဘီရဲ့အခက်ခဲတွေကိုရက်ကြည့်နေတဲ့လူလိန်တယောက်ကလည်းလဝိတ်ထိုးဖို့စီယုံပြီးရလာသမျှပတ်စံကိုတယောက်တော့ဝက်ခွဲဝေရမှာမလို့ အသားနာအောင်မလုပ်ဖို့သဘောတူထားလိုက်ကြတယ်။ရဲရီလိုက်နေကြောင်းတတိပေးစာရောက်လာတဲ့အချိန်မှာတော့လူလိန်ကထွက်ပြေးသွားလို့ဂျလီဘီရဲ့ပြိုင်ပတ်ပြောင်းပြီးတကယ်ပြင်းမဲ့ဖိုက်တာတယောက်ကိုအစားထိုးပေးလိုက်တော့တယ်။လက်ရှိနိုင်လာတဲ့ချန်ပီယံကိုတော့ဂျလီဘီရဲ့ပြိုင်ပတ်ကတစ်ချက်ထဲနဲ့အမှောက်သိပ်ပြလိုက်လို့ကြောက်တူးတွေတုံနေတဲ့ကြားကကိုယ့်ရဲ့ဘုံလေးကိုဆွဲပြီးကျိုးဝိုင်းနဲ့ရောက်လာခဲ့တယ်။ရှိသမျှလူတွေအကုန်လုံးကိုပတ်နှုတ်ဆက်ပြီးအချက်ပေးခေါင်းလောက်စမြည်တွေကဒိုင်လူကြီးနောက်ဝင်ပုံရင်အလစ်ပြန်ပြန်ထိုးနေလို့ကြံလာပါတယ်ဆိုတော့ ်ဖိုင်တာကြီးတော့ပျော့ခွေသွားတော့တယ်အတင်းလဲကြခိုင်းနေတဲ့ဂျာကပြန်ပြန်ထောင်မှတ်လာလို့ဂျလီဘီအလှည့်ရောက်လာတဲ့အချိန်မှာတွေ့သမျှအကုန်လိုက်ဖက်ရင်ပထမအချီပေးသွားတော့ပန်းတဲ့လေးရဲ့ပုံရိပ်တွေနဲ့ပြန်အားတင်းထားလိုက်တယ်ဒုတိယအချီမှာလည်းဂျိုးဝိုင်းနဲ့ဖက်ပြေးရင်ဒိုင်လူကြီးနဲ့ပါပြန်ထိုးခိုင်းနေလို့လူချင်းတဲပေးလိုက်တော့မှနှစ်ယောက်လုံးပေါက်သွားပြီးသူထံကဦးအောင်ပြန်ထားဖို့ကြိုးစားနေခဲ့ကြတယ်တရိပ်တရာတွေနဲ့ပဲဆက်ထိုးရင်ခေါင်းလောင်းကျိုးကလဲပင်ပတ်သွားလို့နာမည်ကျန်လိုက်ဆက်ထိုးလိုက်ထိုးမယ်ကျန်လိုက် နားလိုက်တဲ့ကြားထဲမှာဂျလီဘီတယောက်တကယ်မှောက်သွားတော့တယ်ဖိုက်တာကြီးကဖိုက်တာလိုဆင်းသွားတဲ့အချိန်မှာအများကောင်းမှုနဲ့ပြန်ရောက်လာတဲ့ဂျလီဘီကတော့ပတ်စံမရမယ့်အပြင်အသားရိဘာနာကျင်ခဲ့ရလို့စိတ်ညစ်ညစ်နဲ့ပြိုရဲလျှောက်ထိုးနေခဲ့တယ်ခရီးကပြန်ရောက်လာတယ်ငမူနဲ့တဲတဲတိုးလို့အာမရီဘေဘီထက်ခေါ်သွားချိန်မှာသူ့ရဲ့အခက်ခဲတွေကိုရှင်းဖွဲ့ထုတ်လိုက်တော့စိတ်အေးအေးထားခိုင်းရင်ပတ်စံတွေထုတ်ပေးလိုက်တယ်လိုက်ကတော့မှပုံနေတယ်တခိုးတွေကလည်းဂျလီဘီအရှိန်အမှာတနက်ကြကြံခဲ့လို့ ကောက်ပြီးကုံပေါ်တင်ထားတဲ့အချိန်ကြမှာငမူကစိတ်ထားပေါက်လာတော့အမြန်ပြန်လို့ရင်နှစ်သိပ်ပေးနေခဲ့ရတယ်။အန်ဒီရဲ့များတဲ့တနတ်ကိုအန်ဆွဲတဲ့သွားထည့်ပြီးပြန်လာထိုင်တဲ့အချိန်မှာငမူကောင်ကိုတခိုးတွေကရိုက်လိုက်လို့ရှောင်းရင်ရှာရင်ကြတဲ့ကရဲစခန်းကိုဖုံးဆက်လိုက်မှထွက်ပြေးသွားကြတော့တယ်။နောက်ကလိုက်သွားတဲ့အချိန်မှာရဲကလူမပြီးဖမ်းတယ်လို့တခိုးတွေကိုမမြင်လိုက်ရတဲ့အိမ်တော်ထင်းကလည်းဂျလီဘီလုတ်တယ်ပဲထင်သွားလို့စစ်ဆေးကြည့်လိုက်တော့အိမ်တဲကပတ်စံတွေမြင်သွားခဲ့တယ်။တတိပြန်ရလာတဲ့ငမူကိုကိုယ်တိုင်ပေးထားတာပါလို့ ရှင်းပြခိုင်းနေပေမယ့်တစ်ချက်ထဲနဲ့အမှုပြေသွားတဲ့ငနေကလည်းဒီကောင်ဘဲကားကောင်းလုံးလုံးနေတော့ပတ်စံတွေပြန်လှူပြီးထွက်ပြေးခဲ့လိုက်တော့တယ်။ဝေရန်ပီဘဝနဲ့ပန်းတဲ့လေးစီရောက်အောင်သွားပြီးအိမ်လခအပြင်မျိုးလုံးခွဲစိတ်ဖို့အတွက်ပါပတ်စံတွေအကုန်ပေးရင်အချိန်ဘလောက်ကြာမှပြန်ဆောင်ရမယ်မှမသိလို့စိတ်မကောင်းစွာနဲ့ပဲနှုတ်ဆက်ခဲ့လိုက်တော့တယ်။ချလီဘီထောင်ထဲရောက်သွားချိန်မှာပန်းတဲ့လေးလည်းမျက်စိပြန်မြင်ပြီးဆိုင်လေးတစ်ဆိုင်နဲ့အခြေတကျဖြစ်လာလို့တထေးကြီးတယောက်အဖြစ်နဲ့ပဲတိထားတယ်။ဂျေဆုရှင်ပြန်ရောက်လာမယ်နေ့ကိုမျှော်လင့်နေခဲ့တယ်။ ထောင်ကပြန်လွတ်လာတဲ့ဂျလီဘီကလည်းအရင်လိုတယောက်တည်းလေတွင်ရင်ပန်းတဲ့လီနဲ့ပြန်ဆောင်လိုက်ရလို့အော်ဝါတာတွေဖြစ်ပြီးအချိန်တော်တော်ကြာအောင်စိုက်ကြည့်မိသွားခဲ့တယ်။ပန်းတဲ့လီရဲ့စိတ်ထဲမှာတော့အယူတယောက်လိုပဲထင်သွားပြီးပန်းလီတစ်ပွင့်နဲ့အချွေစီလေးလိုက်ပေးရင်လက်ကိုစမ်းပြီးတော့မှသူရဲ့ဂျေဆူရှင်ဆိုတာချက်ချင်းပန့်ပြီးသွားခဲ့တယ်။တေချာအောင်ထမ်းမေးကြည့်မှဂျလီဘီလည်းဝန်ခံလိုက်သလိုပန်းတဲ့လီကလည်းသူ့အမြင်ချင်းဆုံးလူတစ်ယောက်ကိုပြန်မြင်ခွင့်ရသွားလို့ဝမ်းသာမျက်ရည်တွေစီးကြရင်ဇလန်လီလည်းပြီးဆုံးသွားပါပြီ။ ဒီစကားလေးမှာပေးခြင်းတဲ့ message ကတော့လူတယောက်ရဲ့တန်ဖိုးကိုသူ့ရဲ့ရုပ်ရည်ပုံသဏ္ဍာန်တွေစီးစိမ်ဥစ္စာတွေနဲ့တိုင်းတာလို့မရသလိုစိတ်မှန်တဲ့ချစ်ချင်းမြတ်တာတွေကသာအရာအလုံးထက်တာလို့နဲ့ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ